ဘရူနိုပေါ်ဝေဖန်ခဲ့တဲ့ရိုင်ဂိန်းကိုလေးစားမှုပြင်းနဲ့ပြန်လည်တုံ့ပြန်သွားခဲ့တဲ့ဘရူနိုပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာ Joey Shoes Sport News ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ် Manchester United အတွက်တော့ Bruno Fernandes အမရှိမဖြစ်ကွင်းလိုက်ကစားမတယောက်ဖြစ်ပြီးတော့အသေးအနိုင်ပွဲအတွက်ရလာကောင်းနေပိုင်ဆိုင်အောင်ဆွမ်းဆောင်ပေးနေခဲ့သူတယောက်လည်းဖြစ်ပါတယ်အသေးကဘလို့ပဲမြောင်းနေရောင်းနေပါစေအဲမြောင်းနေကနေဆွဲတင်ပေးနေခဲ့သူက Bruno Fernandes လို့ဆိုရမှာဖြစ်ပြီးသူ့ဘဝေဖန်နေတဲ့စကားသံတွေကိုတွင်းကိုတွေဆွမ်းဆောင်နေတဲ့ပြန်လည်ပြီးတော့နှုတ်ဆက်စေခဲ့သူလည်းဖြစ်ပါတယ် မန်ချက်စတာယူနိုက်တက်အသင်းတော်တော့ဘရူနိုဖာနန်ဒက်စာတန်ဖို့ဖြတ်လို့မရတဲ့ဇာမာတူးဖြစ်ပြီးတော့စားထိုးလို့မရတဲ့ဇာမာတူးလည်းဖြစ်ပါရယ်ဘရူနိုဖာနန်ဒက်စာခုနောက်ဆုံးကစားထားတဲ့ပြိုင်ပွဲဆုံး၃ပွဲဆက်ဂိုးသွင်းထားနိုင်တော့နောက်ဆုံး၅ပွဲမှာလည်းတွင်းကို၆ဂိုးနဲ့ဂိုးပန်နေမှုနှစ်ကြိမ်တိကိုပြုလုပ်ထားနိုင်ခဲ့တာပါအခုနောက်ပိုင်းပွဲစဉ်တွေမှာခြေဆောင်ကနေဇက်တိုက်ပြသနေခဲ့ပြီးတော့အသင်းတော်ရေးပါရယ်တွင်းကိုတွေကိုဇက်တိုက်ရယူပေးနေခဲ့တဲ့ဘရူနိုဖာနန်ဒက်စာသူ့ရဲ့စိတ်ထားမုံမြမှုပြသသွားခဲ့ပြီးတော့သူ့ဘဝဝေဖန်မှုတွေပြုလုပ်သွားခဲ့တဲ့ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းဖြစ်သူ ရိုင်းဂိမ်းပေါ်မှာကြီးမားတဲ့လေးစားမှုရှိတယ်လို့ပြောသွားခဲ့ပါတယ်။ရိုင်းဂိမ်းကပြီးခဲ့တဲ့လက EM Right နဲ့ The Overlap အစီအစဉ်နဲ့အငင်းကုန်ဖြစ်ကြရတဲ့ Body Queen လည်းကစားမကိုပြည်တွင်ဝေဖန်မှုတွေပြုလုပ်သွားခဲ့တာပါ။ရိုင်းဂိမ်း Bruno Fernandes ဆာအရေးချင်းရှိတဲ့ကစားမတစ်ယောက်ဖြစ်ပေမဲ့လည်းအရေးချင်းရှိုံနဲ့မလုံလောက်ဘူးဆိုပြီးတော့ Portuguese ကျော်ဝဲရဲ့ခေါင်းဆောင်မှုအရေးချင်းကိုရည်ရွယ်ပြီးတော့ဝေဖန်သွားခဲ့တာဖြစ်ပါတယ်။ Bruno Fernandes ဆာပြီးခဲ့တဲ့ရက်သတ္တပတ်တွင်မှာကလေးကအသေးအလွတ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ခဲ့ပြီးတော့စွမ်းဆောင်ရည်ကောင်းတွေကိုပြသထားခဲ့သူပါ။ ပြီးခဲ့တဲ့ဂျာသာပရီနေ့ညက Real Sociedad နဲ့ပွဲစဉ်မှာလည်း hat-trick သွင်းပြီးတော့ Europa League ပြိုင်ပွဲရဲ့ quarter final အဆင့်ကိုတက်ရောက်နိုင်အောင်ကူညီပေးခဲ့သူလည်းဖြစ်ပါတယ်။ Leicester City ကို3ဂိုးဂိုးမရှိနဲ့နိုင်ရခဲ့တဲ့တနင်္ဂနွေနေ့ညပွဲမှာလည်း Bruno Fernandes ကဂိုးဖန်တီးမှု2ချိန်နဲ့သွင်းဂိုးတစ်ဂိုးသွင်းပေးနိုင်ခဲ့တာဖြစ်ပြီးတော့ပွဲပြီးမှာ Rangnick ရဲ့ပြည်တင်ဝေဖန်မှုကဘလို့အကျိုးသက်ရောက်မှုရှိခဲ့လဲဆိုပြီးမေးမြန်းခံခဲ့ရတာဖြစ်ပါတယ်။ Bruno Fernandes ကအဆက်မပြတ်တိုးတက်ဖို့ကြိုးစားနေတယ်လို့ပြောဆိုခဲ့ပြီးတော့ဝေဖန်မှုတွေကြောင့်နာကျင်လားစိတ်ဓာတ်ခွန်အားဖြစ်မိလားလို့မေးမြန်းခဲ့ရမှာအခုလိုပဲ ထေချားသွားခဲ့ပါတယ်။နှစ်ခုစလုံးထင်ပါတယ်ကိုနဲ့ပတ်သက်ပြီးတော့မကောင်းပြောတာကြားတာမကောင်းဘူးဆိုတာသိပါတယ်။ဘယ်သူမှမကြိုက်ပါဘူး။ဒါပေမဲ့တစ်ချိန်တည်းမှာပဲအဲ့ဒါခမရကိုစိတ်ဓာတ်ခွန်အားဖြစ်စေပြီးတော့လူတွေကခမရနဲ့ပတ်သက်ပြီးတော့တိုးတက်အောင်အများကြီးလုပ်ရမယ်လို့ထင်နေတဲ့အရာတွေကိုပတ်သက်ပြီးတော့တွေးမိသေးပါတယ်။ခမရအတော်အပြူသဘောနဲ့လက်ခံပါပါ။လူတွေကဘာတွေပဲပြောပြောတိုးတက်အောင်လုပ်နိုင်မယ့်နေရာရှိလာတာမဟုတ်မရှိဘူးလားဆိုတာကိုနားလည်ထားပါမယ်။လူတွေကခမရနဲ့ပတ်သက်ပြီးတော့တိုးတက်အောင်အများကြီးလုပ်ရမယ်လို့ထင်နေတဲ့အရာတွေနဲ့ပတ်သက်ပြီးတွေးမိသေးပါတယ်။ခမရအတော်အပြူသဘောနဲ့လက်ခံသွားမှာပါ။ လူတွေကဘာတွေပဲပြောပြောတိုးတောင်းလုပ်နိုင်မယ့်နေရာရှိလားဒါမှမဟုတ်မရှိဘူးလားဆိုတော့နားလည်ထားပါမယ်။ခင်ဗျား ranking ကြောင့်ပြောတာကျွန်တော်သိပါတယ်။ကျွန်တော်အရင်ကပြောဘူးသလိုပဲသူ့ဘောမှာကြီးမားတဲ့လေးစားမှုရှိပါတယ်။သူက Manchester United ပိုင်ဆိုင်ခဲ့တဲ့အကောင်းဆုံးအသင်းကောင်းဆောင်တွေထဲကတူဖြစ်ပြီးတော့အသင်းအတွက်လည်းအားသင့်စားဇာမတယောက်ဖြစ်ခဲ့ပါတယ်။ဒါကတော့သူ့အမြင်ပါ။ကျွန်တော်ဇာမတယောက်နေနဲ့အသင်းကောင်းဆောင်တယောက်နေနဲ့သူထင်မြင်တဲ့ပုံစံပါ။အဲ့ဒါကိုလေးစားမှာပါ။အကောင်းဆုံးအသင်းကောင်းဆောင်ပဲမဟုတ်ဘဲနဲ့အကောင်းဆုံးအသင်းပေါ်အကောင်းဆုံးလူတယောက်ဖြစ်လာဖို့ကိုနီးကိုဟန်နဲ့လုပ်နေပါတယ်။အဲ့ဒါကိုနေတိုင်းလုပ်နေပြီးတော့ လေးချိန်စီစဉ်တိုင်းမှာလုံမြအရာအားလုံးကိုစံပြပြောင်းလုပ်ဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့အားလုံးကတော့သဘောမကျနိုင်ဘူးလေ။အားလုံးကလည်းအတွေ့အကြုံတူညီကြမှာမဟုတ်ပါဘူး။အားလုံးအမြင်ကိုကျွန်တော်လေးစားပါတယ်ဆိုပြီးတော့ပြောသွားခဲ့တာဖြစ်ပါတယ်။လက်ရှိချိန်မှာတော့ Bruno Fernandes ဆာပေါ်တူဂီသင်းနဲ့တွားပူပေါင်းနေခဲ့ပြီး Nation League ပွဲစဉ်ဖြစ်ဒိမ့်မန်သင်းနဲ့ရင်ဆိုင်သွားမှာလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့လောက်ပါပဲခင်ဗျ။နောက်ဗီဒီယိုမှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ရှိရှိရဖို့လည်းဖိတ်ခေါ်ပါရစေ။ကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျ။ စုံလိကြီးပြည့်အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်